မင်္ဂလာပါသမီးကဆီယမဆောင်းတေးစုလူရဲ့မြတ်တော်ဆောင်းပညာလူ44ကျင်းရောကန်ထူရှင်မှတ်ချမ်းနေအင်ဖြစ်ပါရဲ့ရှင်သမီးကဒီနေ့မှာဝင်ကြီးဖေတာရစာရေးဆက်ခဲ့တဲ့ပဇင်းတောက်တန်ကျူသချင်းကိုစူးစမ်းပြီးတော့တိခတ်ပြသွားမှာဖြစ်ပါရဲ့ရှင်မင်္ဂလာပါရှင်အခုတိပြမယ်သမီးလေးကတော့ကျမဆောင်းတင်းစုလူရင်းကြီးမှုရဲ့မြတ်တော်ဆောင်းပညာအလူအနေပြီးတော့အမှတ်စဉ်44ကျင်းမြောက်ကန်ထူရှင်သမီးလေးပဲဖြစ်ပါတယ် မီးလေးရဲ့နာမည်ကတော့ချမ်းမြေအိန္ဒြေဖြစ်ပါတယ်။တမီးလေးကိုပေါ့နော်မဲပေါလို့စောင်းစတင်တဲ့ချိန်ရဆပြီးတော့ဒီနေ့အထိကိုပေါ့နော်သူကတတော်လေးစူးစားတဲ့တပည့်အဖြစ်တွေ့ရတယ်ပေါ့နော်အဲ့တော့သူ့ကိုတော့ပြောထားတယ်တမီးတမီးကအမှုပညာအရေးသူလေးလည်းပါလာတယ်ကျိုးလဲကျိုးစားရဲဆိုတော့တမီးကျိုးစားလို့ရှင်အရှိမအများကြီးအောင်မြင်မှုတွေရမှာဆက်ကျိုးစားပါလို့တော့ခလေးကိုပြောထားပါတယ်ဒါပေမဲ့ဟို အချိန်ဆိုတာပြောရခက်တယ်လीเนาะရှေ့ပါဖြစ်မယ်ဆိုတာမသိတဲ့အတွက် အဲ့တော့ပုံမှန်အတိုင်းပဲသမီးဆက်ကြိုးစားကြိုးစားသွားရင်တော့ပေါ့နော်သမီးလေးကတကယ်ကိုထူးချွန်တဲ့သူတယောက်ဖြစ်လာမှာပါဒါပေမဲ့တခါလေကြာရင်လည်းအဲဒီဘဝရဲ့အခက်အခဲတွေရှိချင်းရှိမယ်နောက်အလို့ကိစ္စလေးတွေရှိချင်းရှိမယ်ပေါ့နော်အဲ့ဒီခါမျိုးကြာရင်သူဒီဆောင်းဆက်တီးဖြစ်မလားပေါ့နော်ဒီ6လအတွင်းမှာမျိုးမျိုးပြောင်းလဲသွားနိုင်တယ်လေသူဆက်ပြီးတော့ပဲဒီတိုင်းဆက်ကြိုးစားဖြစ်မလားဒါမှမဟုတ်အကြောင်းမျိုးကြောင့်ပဲအဲလက်ခုလက်မမတီးဖြစ်တာမျိုးပဲဖြစ်မလားဆိုတော့ကျမတို့စောင့်ကြည့်ရမှာပေါ့ ါเนาะဒါဆိုရင်တမင်းလေးရဲ့လက်တံလေးကိုကျမတို့နားဆင်ကြည့်ကြရအောင်เนาะ ချမ်းမြေအင်ဂျီရဲ့ပထမဦးဆုံးစူးစမ်းထားတဲ့ထန်တရားတည်ရှင်ပဇင်းတောင်တန်ကျိုးတခြင်းလေးပဲဖြစ်ပါတယ်အာတမီးလေးကကင်မရာနဲ့တိတ်မရင်းနီးဘူးပေါ့နော်ဒီလိုမျိုးတွင်းနေကြမဟုတ်ဘူးဆိုပေမဲ့လေဒီထန်တရားတည်ရှင်ပဇင်းတောင်တန်ကျိုးကိုတွင်းတဲ့ချိန်မှာတော့တတိချာလေးစိတ်ငြိမ်ငြိမ်နေနဲ့တွင်းသွားတွင်းထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ခုလိုစူးစမ်းပြည့်အတွက်ကျေးဇူးတင်ပါတယ် ဆက်ပြီးတော့သမီးစက်တီယုံမယ်နောက်ထပ်သချင်းတွေကိုလည်းဆရာတို့အများကြီးမျှော်လင့်ထားပါတယ်။သမီးကြိုးစားမယ်လို့လည်းယုံကြည်ပါတယ်เนาะ။အခုလိုမျိုးဒီသချင်းလေးလိုပဲပေါ့เนาะ။တေချာလေးတင်ပြစီခြင်းပါတယ်။